င်္ဂလာပါဖော်ဖော်ရီဗျူး channel ကနေပြန်လဲပြီးတော့ကြိုဆိုပါရစေဒီနေ့ကတော့ဗိုလ်တပူနေပေါ့နော်ဒီနေ့ညမှာဆိုလို့ရှိရင်လည်းကစားမဲ့ channel လေးပွဲစဉ်နေရှိတယ်ပေါ့နော်အဲ့တော့ဒီနေ့ကစားတော့ရှိတဲ့ channel လေးပွဲစဉ်နေတဲ့ကနေပြီးတော့နှစ်ပွဲကိုရွေးထုတ်ပြီးတော့သုံးသပ်ပေးမှာပေါ့နော်အဲ့တော့တခြားသော legend ပွဲစဉ်နေရဲ့သုံးသပ်ချက်တွေ တက်တေးပြီးတော့တခြားမောင်းတွဲတွေပေါ့နော်ဒါလေးအကုန်လုံးဆိုလို့ရှိရင်ကျွန်တော်ရဲ့ Viber နဲ့ Telegram Channel တွေမှာတင်ပြီးရပေါ့နော်အဲ့တော့ Viber Channel Link ကို Telegram Channel Link ကိုဒီဗီဒီယိုအောက်က comment မှာ pin comment အနေနဲ့ထောက်ပေးရပေါ့နော်ဝင်ပြီးတော့ join ထားနိုင်တယ်ပေါ့အဲ့တော့ဒီနေ့အတွက်ပရမအောင်ဆုံးတုံ့တန်ပြီးခြင်းပွဲစဉ်ကကျွန်တော်ဒီနေ့ည7:00နာရီဘက်မှကစားမဲ့ Sporting Lisbon နဲ့ Marseille ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့အပွဲစဉ်ရဲ့လက်ရှိပေါ့ချီကိုကျွန်တော်ပြန်ကြည့်ရင် Sporting Lisbon က တည်ကြရင်55ပြားရှုံမယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်3ဂိုးသွင်း5ပြားရမယ်ပေါ့နော်အဲ့တော့ဒီ Sporting Lisbon တင်ကျွန်တော်ပြန်ကြည့်ရင်သူတို့ကဒီပြီးခဲ့တဲ့ ဒီချန်ပီယံလိအဖွင့်ဝဲစဉ်မှာဆိုလို့ရှိရင်ကာရက် MRD အတင်းတို့သူလေးကိုတကိုနဲ့နိုင်ခဲ့တယ်ဘောနော်ဒါပေမဲ့လို့ဒုတိယမြောက်ကစားရဲ့ဒါနာပိုလီနဲ့အဝေးခွင့်ပွဲစဉ်မှာတော့သူတို့နှစ်ကိုတကိုနဲ့ပြန်ရှုံးခဲ့တယ်ဘောနော်အဲ့တော့ဒီပွဲကဒီ Sporting Lisbon အတွက်ဆိုလို့ရှိရင်ဘောင်းဖက်ပြန်လောရမယ့်ပွဲစဉ်တစ်ပွဲဖြစ်တယ်ဘောနော်အဲ့တော့ပြောမှဆိုလို့ရှိရင် Sporting Lisbon ကဒီဂျာယက်မှာကစားခဲ့တဲ့ဒီ Portuguese League Plus ပြိုင်ပွဲပွဲစဉ်မှာဆိုလို့ရှိရင်လည်းသူတို့အသင်းက3-2နဲ့နိုင်ခဲ့တယ်အချိန်ပိုမှာနိုင်ခဲ့တာဖြစ်တယ်ဘောနော်အဲ့တော့သူတို့အသင်းရဲ့အစိတ်အပိုင်းဆိုင်ရာအနေနဲ့ဆိုလို့ရှိရင်လက်ရှိမှာအမြင့်ဆုံးနေထောင်တစ်ခုမှာရှိနေမှာဖြစ်တယ်ဘောနော်ဒီတစ်ဖက်က Marseille တော့ပြန်ကြည့်ရင်တော့ဒီနောက်ဆုံးကစားခဲ့တဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်သူတို့လီယာဘေးသင်းကို6-9နဲ့နိုင်တယ်။ပြီးတော့အိပွဲစဉ်မှာတိုင်ငင်ကကစားခဲ့တဲ့ချန်ပီယံလိပွဲစဉ်မှာဆိုလို့ရှိရင်လည်းသူတို့ကအီချက်ကို၄ဂိုးမရှိနဲ့နိုင်တယ်ပေါ့နော်။ဒါပေမဲ့လို့မာစီရဲ့ချန်ပီယံလိအဝေးကွင်းဖောင်တွေကိုကျွန်တော်ပြန်ကြည့်ရင်တော်တော်လေးကိုဒီညံ့တယ်ပေါ့နော်။မာစီကစားခဲ့တဲ့ချန်ပီယံလိအဝေးကွင်းနောက်ဆုံး12ပွဲမှာဆိုလို့ရှိရင်မာစီက17ဝယ်တိရှုံးလာတယ်ပေါ့နော်။ပြီးတော့သူတို့သင်းက ဒီပြောမှာဆိုလို့ရှိရင်ဒီပြီးခဲ့တဲ့ချိန်မှလေးဝေခွင့်ဖွင့်ပွဲစဉ်မှာဆိုလို့ရှိရင်လည်း real ကိုရှုံးလိုက်ချစ်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီဘွဲကမာစီအနေနဲ့အနိုင်ရဖို့ဆိုတော့အကျင်းဒီပေါ့ရုံးကန်ရနိုင်တယ်ပေါ့နော်ဒါပေမဲ့လို့ဒီမာစီကလက်ရှိမှာဆိုလို့ရှိရင်ဒီ၅ဘွဲစရိုက် winning streak မတန်းတခုရထားတယ်ဗောနော်ပြီးတော့သူနိုင်ခဲ့တဲ့အဲ၅ဘွဲထဲမှာကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းလက်ရှိမှာပုံစံကောင်းနေရှိနေပါတယ်ဆိုတော့ PSG Sarra ဘောအဆရှိရဲ့အသင်းနေပါဝင်နေတယ်ဖြစ်တယ်ဗောနော်အဲ့တော့ဒီဘွဲက Marseille ရဲ့ Champions League အဝေးကွင်း ညံပြင်းနေဘူးအဆုံးသတ်ပေးမဲ့ပွဲစဉ်ပွဲလို့လည်းထင်တယ်ပေါ့နော်အဲ့တော့ဒီပွဲမှာမာစီဒီတစ်ဖက်က Sporting Lisbon အနည်းဆုံးတော့သူမရှုံးဟုတ်ကစားနိုင်မယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ဒီပွဲက Marseille Draw No Bet တို့ဒီ Marseille Double Chance တို့ကဒီဝဲတွက်ဆိုလို့ရှင်ရွေးချယ်စရာအကောင်းဆုံးဖြစ်လိမ့်မယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ပရမအောင်ဆုံးပွဲစဉ်မှာတော့ဒါလက်ရှိပုံစံကောင်းနေရတဲ့မာစီတေကိုရွေးချယ်ပေးခြင်းနဲ့ပေါ့အဲ့တော့ဒီနေ့အတွက်ဒုတိယမြောက်ကိုရွေးချယ်ပေးခြင်းနဲ့ပွဲစဉ်အကြောတော့ဒီနေ့ညတနိုင်ဝဲမှာပဲကစားမဲ့ရီယယ်မက်ဒရစ်နဲ့ချူပင်တက်တို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့ဒီပွဲစဉ်ရဲ့လက်ရှိပေါင်ကြည့်ကျွန်တော်ပြန်ကြည့်ရီယယ်က တကိုးသွင်း15ပြားရှုံမယ်ပြီးတော့ကိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်3ကိုးသွင်းပြား30ရှုံမယ်ပေါ့နော်အဲ့တော့ရီယဲကိုကျွန်တော်ပြန်ကြည့်ရင်လက်ရှိ ချင်းမင်းလီမာရောနှစ်ပွဲကစားပြီးပါပြီဗောနော်ကစားခဲ့တဲ့နှစ်ပွဲမှာဆိုလို့ရှိရင် Kyrie MRT ရဲ့မာစီအဆရှိရဲ့နှစ်သင်းနဲ့တွေ့တယ်နှစ်သင်းလုံးကို Real ကနိုင်ထားတယ်ပြီးတော့အဲ့ဒီနှစ်သင်းနှစ်ပွဲလုံးမှာဆိုလို့ရှိရင်လည်း Real တိုက်စစ်က9ခုလေးရခဲ့တယ်ဗောနော်ပြီးတော့နောက်ဆုံးကစားခဲ့တဲ့ Guitar Phi နဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းခန်စီကောင်းမှဆိုလို့ Guitar Phi ကိုဝေကွင်းမှာ Real ကအနိုင်ကစားထားတယ်ဗောနော်အဲ့တော့ဒီနိုင်ပွဲတွေကပဲလက်ရှိဒီနေ့ပွဲစဉ်မှာဂျူပင်တက်ကိုနိုင်ရဖို့အတွက်ဆိုလို့ရှိရင် Real ကိုအများကြီးထောက်ကူပြုစီခဲ့ပြုစီမှာဖြစ်တယ်ဗောနော်တစ်ဖက်ကဂျူပင်တက်အသေးကိုကျွန်တော်ပြန်ကြည့်ရင်တော့သူတို့ကလက်ရှိချန်ပီယံလိမှာနှစ်ပွဲက စားပြီးရခြင်းမှာနိုင်ဝဲလုံးဝမရသေးဘူးဒုံမွန်နဲ့လေးကိုလေးကိုတည်ကြရတယ်ပြီးတော့ဒီဘီလော်ရီရဲ့နဲ့တူတူတည်ကြရတယ်ပေါ့နော်ပြီးတော့သူတို့အင်းကဒီပြီးခဲ့တဲ့ CDA ကိုမွန်နဲ့ကစားခဲ့တဲ့အဝေးကွင်းဝဲစဉ်မှာဆိုလို့ရှိရင်လည်းနှစ်ကိုပြည့်နဲ့ရှုံးတာပဲပေါ့နော်ပြောမှဆိုလို့ရှိရင်ဒီဂျူပင်လက်ကလက်ရှိချန်ပီယံလိမှာနောက်ဆုံးနှစ်ပွဲစရိုက်သူကတည်ကြရတယ်အဲ့တော့ဒီပွဲမှာလည်းဒီပြောမှဆိုလို့ရှိရင်ရီရဲ့ကိုသူတို့တို့အနိုင်ရဖို့ဆိုတာသူတို့တို့ကျင်းတီပါခက်ခဲပေါ့နော်ပြီးတော့ဒီနေ့တင်းကဒါပြီးခဲ့တဲ့ FIFA ကလဝကရောလေးတွေ့ခဲ့ဘူးလေအဲ့တော့ရီယဲက1စီးနိုင်နိုင်နိုင်ခဲ့ဘူးလေဗောနော်အဲ့တော့ပြီးတော့ရီယဲရဲ့ဒီချန်ပီယံလိပေါ့နော်ချန်ပီယံလိအိမ်ဝင်းဖောင်းကိုကျွန်တော်ပြန်ကြည့်တော်တော်လေးကိုအားရဖို့ကောင်းတယ်ချန်ပီယံလိကစားခဲ့တဲ့အိမ်ဝင်းနောက်ဆုံး73ပွဲမှာဆိုလို့ရှိရင်ရီယဲက12ပွဲတိတိအောင်နိုင်ရခဲ့တယ်ဗောနော်ပြီးတော့ရီယဲမက်ဒရစ်ကသူရဲ့အိမ်ဝင်းဘာလင်ဘီယူမှာဆိုလို့ရှိရင်ဒါအီတလီကကလပ်တွေကိုအဲ့ခံကစားတိုင်းသူတို့ကအမြဲတမ်းလို့ရလက်ကောင်းနေရတတ်တယ်ဗောနော်အဲ့တော့ဒီပွဲမှာလည်း ဒီအီတလီကလပ်အသင်းတင်းဖြစ်တဲ့ဂျူဗင်တက်ကို Real အနေနဲ့ကျင်းဒီပေါ့အနိုင်ကစားနိုင်မလို့ထင်တယ်ဗောနော်ဒီပွဲမှာ Real ဝန်စီဒူးစီဒီနှစ်ကိုပြတ်သွင်းနိုင်မလားမသွင်းနိုင်ဘူးဆိုလို့လားဆိုတာပဲစောင့်ကြည့်ရမယ်လို့ထင်တယ်ဗောနော်အဲ့တော့တကူးသွင်း15ပြတ်ရှုံးမယ်အဲ့တော့ဝန်စီနဲ့ Real နိုင်ခဲ့ရင်တော့အရင်ကြီးအရှုံးမများမယ်ဒီ Real ဘက်မှာနေရတာဒီပွဲအတွက်ဆိုလို့ရှိရင်အဆင်ပြေလိမ့်မယ်လို့ထင်တယ်ဗောနော်အဲ့တော့ဒုတိယမြောက်ဝေစင်မှာတော့ Real Madrid အသင်းကိုရွေးချယ်ပေးခြင်းနဲ့ဗော